ဖင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးအိန္ဒိယနိုင်ငံအော်ရိတ်တာပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တွေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ဂျီရိုမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေကြောင်းအဆိုပါလေပြင်းနဲ့ရေဝန်ဟာအနောက်အနောက်မြောက်ဘက်ကိုဖြင်းညင်းစွာရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံအရိတပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းကြောင်းထုတ်ပြန်ထားပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းရခိုင်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာလည်းမိုးတိမ်တောင်းတွေဖြစ်ထွန်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်းတွေရေလျားရနေရတချောင်းမှာမိုးရွာသွန်းတာနဲ့အတူလှေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကျိုးပြစ်တာလျှက်စည်းလက်တာနဲ့မိုးသီးကြွေတာစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရအကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်